မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာသတင်းချန်နယ်ကနေအော်တိုဘာ3ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တမိစုပ်ကိုပြင်မာတွေ့ရင်မှတ်သားလအောင်ပညာပေးတော်မယ့်အကြောင်းပြောလာတဲ့အီတင်ကိုတဲ့။အီတင်ကိုရဲ့စင်ကုန်မှုကြောင့်မန္တလေးမှာမနေရတော့ဘဲဟိုတယ်ပြောင်းပြေးသွားတဲ့တမိစုပ်တဲ့။ချက်တဲနေချင်းပလုံးကောက်ပြီးမိမနှစ်ယောက်ယူထားလို့လူပြောများနေတဲ့ဦးကျဲမြင့်တဲ့။ ပုံမှန်မဟုတ်တဲ့မြို့သမီးတယောက်ကိုလူကြားထဲမှာလှုပ်လိုက်တဲ့အပြုမူတစ်ခုကြောင့်လူပြောများနေတဲ့ဖြစ်ဖြစ်တွေ့တဲ့တင်မြန်မာနိုင်ငံမှာဆုံးတကယ်ရှိသလားဆိုရယ်စစ်တမ်းကောက်ချက်တဲ့တင်အန်အောင်ဆရာအကောင်ဆုံးနောက်ဆုံးတင်တဲ့ပုတ်ကတော့ချက်သူတင်73နှစ်ကိုကြားဝင်မွေးလိုက်တဲ့ Miss Universe မြန်မာရဲ့လှုပ်ရက်ပဲဖြစ်ပါတယ်ရှင်သမီးစိုးကိုပြင်မာတွေ့ရင်မှတ်သားလောက်အောင်ပညာပေးတော့မယ့်အကြောင်းပြောလာတဲ့အေတင်ကိုအခုချိန်ကမ္ဘာနုပညာလောကမှာတော့အလုံးသိကြတဲ့အတိုင်း KTB နဲ့ Nike Minaj တို့ပွဲဖြစ်နေတာပါ ဒီပွဲနဲ့အပြိုင်ပွဲဖြစ်နေတာကမြမဖီကသမီဆိုနဲ့အေတင်ကိုရဲ့ပွဲပါအခုဆုံးအီတင်ကိုကသူမလဝနဲ့သမီးစိုးပါကိုမိတ်ဆက်မဖြစ်တလို့သမီးစိုးကိုပြယုတ်လုံးလို့ပါပါသွားအောင်လုပ်မယ်အကြောင်း Facebook မှာကြုံရနေပါပဲလူတွေကတော့သမီးစိုးကိုပညာပေးဆုံးမတော့မယ်အီတင်ကိုကြောင့်အားရနေကြတာပါမြန်မာပြည်မှာသမီးစိုးကိုမုံပြီးကြည့်မြရတဲ့သူများပြားပါတယ်ဒါကလည်းသမီးစိုးဟာအမေရိကန်နိုင်ငံမှာနေခဲ့စဉ်မြန်မာပြည်ကလူတွေကိုဝေဖန်ပွဲတွေဝင်ပါမှုကျုံးမြချိုးပြောခဲ့တာကြောင့်ပါ အထူးသဖြင့်အေတင်ကိုနဲ့အကြီးကျယ်ပွဲဖြစ်ကထောင်ချနေတဲ့အေတင်ကိုရဲ့သားနဲ့ပတ်သက်ပြီးတမီဆိုးကမမှန်ကန်တဲ့ဆွဆွဲပြောဆိုမှုတွေပြုလုပ်ခဲ့တာကဂျီယန်ဆော့ကိုမီးထိုးပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒီကိစ္စဟာအေတင်ကိုအတွက်တမီဆိုးနဲ့ဆင်းရဲရှင်းစရာကိစ္စဖြစ်လာတာပါ။ဒါကြောင့်လက်ရှိမှာတမီးစိုးတယောက်မြမပြည်ကိုပြန်လည်ရောက်ရှိနေပြီးမန္တလေးမြို့မှာဖျားဘူးခီးစင်သွားနေတဲ့အချိန်မှာပဲအေတင်ကိုကဒီခွင့်ရေးကိုလက်လုံမခံမင်းညနေချင်းဆိုင်ရှင်းနေဖို့တရားဝင်စင်ခေါ်လိုက်တာဖြစ်ပါတယ်။ ေသင်ကိုဆိုရဟောင်းစီးပွားရေးလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ထက်မြက်တဲ့အမျိုးသမီးတူဖြစ်တဲ့လို့မဟုတ်မခံစိတ်ဓာတ်နဲ့တရားမျှတမှုကိုမျက်နှာသူတရားဖြစ်လူတီများပါတယ်။သူမဟာတစ်ဖက်မှာပရိတ်တာလုပ်ငန်းတွေကိုစိတ်ရောကိုယ်ပါနှစ်ပြီးလောက်ကိုင်းနေသူဖြစ်ပြီးခက်ခဲနေတဲ့သူတွေကိုအမြဲတမ်းလက်ကမ်းကူညီတတ်သူပါ။ ဒါပေမဲ့သူမကိုဖြစ်စဉ်သူမရဲ့မိသားစုကိုဖြစ်စဉ်ထိပါဆော်ကားလိုင်းတော့လုံးဝတီးခံတတ်သူမဟုတ်ဘူးဆိုတော့ကိုအေတင်ကိုကသူမရဲ့လူမှုကိုရင်စာမျက်နှာကနေတစိမ့်တမီးစိုးရဲ့ပါကိုငါနဲ့နဲ့မိတ်ဆက်ပေးမယ်လို့ပြင်းပြထန်ထန်ကြေညာခဲ့တယ်လို့ဒီကိစ္စကိုသူမရဲ့သားရှင်မှာပဲရှင်းလင်းကျင်တယ်လို့ဆိုခဲ့ပါတယ် ဒါမိခင်တယောက်ရဲ့တိတ်ခါနဲ့သားသမီးပေါ်ထားတဲ့မြေတားကိုထိပါလာရင်ဘလောက်ထိပြန်လဲတောက်ပြန်နိုင်နေဆိုတော့ကိုပြသလိုက်တာပါပဲဒီလိုစိန်ခေါ်မှုတွေကြောင့်သမီးစိုးတယောက်ရှင်းမဆိုင်ရဲပဲမန္တလေးကသူမတဲခုံနေတဲ့ဟိုတယ်ကနေအတိတ်တယောက်ရဲ့အိမ်ကိုပြောင်းရွှေ့ပြီးပတ်ပြေးနေတယ်လို့လည်းအေတင်ကိုကသူမ Facebook မှာထပ်မံရေးသားခဲ့ပါတယ်ဒီတဲ့နေ့ကြောင့်ပြည်သက်တွေကတမီဆိုတယောက်တော့အမေရိကန်ကနေအားချောင်းခဲ့တဲ့အကျိုးဆက်ကိုခံစားရတော့မယ်ဆိုပြီးအေတင်ကိုရဲ့လုံရက်ကိုထောက်ခံနေကြပါဗျ အချုံအဖြစ်ပြောရရင်တော့ Nicki Minaj နဲ့ Cardi B ပြဿနာတွေလို့ပဲမြန်မာပြည်က online ဆယ်လီ Aiden Ko နဲ့တမီဆိုအားပြိုင်မှုကလည်းပြည်သက်တွေအတွက်မျက်တောင်မခတ်တမ်းစောင့်ကြည့်ရတဲ့ drama ပွဲတစ်ခုဖြစ်နေပါပြီ။မဟုတ်မခံစိတ်ဓာတ်နဲ့မိခင်တယောက်ရဲ့မြေတားကိုအရင်တည်လာတဲ့ Aiden Ko ရဲ့စိန်ခေါ်မှုနဲ့ဝေဖန်မှုတွေကြားမှာပုန်းရှောင်နေရတဲ့တမီဆိုရဲ့ပွဲကဘလို့အဆုံးသတ်မလဲဆိုတော့လူတိုင်းကစိတ်ဝင်တစားနဲ့ဆက်လက်စောင့်ကြည့်နေကြမှာသိချပါပဲ။ ဒါကြောင့်လေပွဲစုစိတ်ဝင်စားကြတဲ့မြန်မာပြည်ကဆက်စုစိန်စာသုံးလုံးလူတွေကတော့အေတင်ကိုအကောက်ပြေးလိုက်၊တမီးစိုးအကောက်ပြေးလိုက်နဲ့အလုံများနေကြတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့သူတွေကရောတမီးစုံနဲ့အေတင်ကိုဘသူကမှန်ပြီးဘသူကမှလည်းဘသူကိုအားပေးကြလဲဆိုတော့ပြောတော့ကြပါအောင်ရှင်အေတင်ကိုရဲ့စိန်ခေါ်မှုကြောင့်မန္တလေးမှာမနေရတော့ဘဲဟိုတယ်ပြောင်းပြေးသွားတဲ့တမီးစုံ ပွဲချတဲ့နေရာမှာတိုင်းပြည်ပြည်သူနာမည်ကြီးတဲ့အေတင်ကိုကတော့အမေရိကန်ကပြန်လာပြီးမြန်မာနိုင်ငံမှာအာကျင်နေတဲ့တမီးစုကိုတဲစိန်ခေါ်လိုက်ပါပြီ။ဒီကိစ္စကအေတင်ကိုဘက်ကလွန်လာတော့မဟုတ်ပဲတမီးစုကအရင်လေးကျဲကျဲနဲ့အေတင်ကိုရဲ့တာကြီးဆုံးအကြောင်းကိုမဟုတ်မမှန်ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တာသမီးတီမီးပွင့်သွားမယ်ဆိုသလိုအေတင်ကိုဘက်ကပြန်လဲပြီးအပြင်မှာချင်းရှင်းမှုပေါ်တင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီကြောင့်ကိုအီတင်ကိုကကျမသားကြီးလေးကိုပြောခဲ့တဲ့စကားတခွန်းချင်းစီနိုင်ကိုတက်တည်နေတကွာဖြည့်ရှင်းမှုအတွက်မန်လီ35လမ်းရွှေဘဲသို့3ရက်စင်လာ2025ရက်နေ့3နာရီချိန်တွင်ကြွားရောက်ပါရန်ဖိတ်ခေါ်အပ်ပါတယ်လို့အစာပြုထားခဲ့ပြီးတစ်ဆက်တည်းမှာပဲနင်းကိုလူရမသွဲမှုဆိုတဲ့စကားလုံးသုံးပြီးတော့ကြောက်သွေးပါပြီးမလာဘဲမနေနဲ့တော့ရှင်ကိုရှင်လူရဝင်နေဆိုရင်အရောက်လာခဲ့ပါ နိုင်ငံရဝေးမှနေတဲ့အချိန်တွင်တပားသူတာသမီအားအညို့မရှိရစရာမရှိအောင်ပြောဆိုခဲ့တဲ့စကားတိုင်းတော့လာရောက်ဖြည့်ရှင်ရနေဖြည့်ရှင်ခြင်းမရှိမှကသမီးစုံဟာမမှန်စကားကိုပြောဆိုတတ်သောအောက်တန်းကြသော လူတယောက်ဖြစ်ကြောင်းတိုင်းသိပြည်သည်မှတ်တမ်းတင်ပါမယ်လို့ပြောကြားထားခဲ့ပါတယ်။ ဒါကြောင့်ပွဲကြည့်သူတွေကလည်းတားကိုချက်တဲ့မိခင်ရဲ့တက်တိဆိုတာဒါမျိုးဖြစ်နေရမယ်။သူတို့ဘာသာသမီးနှိမ်ချခဲ့တော့ဟိုမျိုးသမီးလာရင်လဲနားမမလာရင်လဲရှုံးပြီ။ဈားတွေကမြောက်ပေးတာမဟုတ်ပါဘူး။အကြောင်းဆောင်တီထားတော့ခံပြင်းလွန်းလို့မဲ့ရင်တဲ့ဘက်ကဝန်းရံပေးရပါလို့ပြောဆိုထားခဲ့ပါတယ်။လက်ရှိမှာတော့အဆိုပါလူအုပ်ကြီးနဲ့စိန်ခေါ်မှုတွေကိုကြောက်ရတဲ့အတွက်သမီးစုကလက်ရှိနေရာလိပ်စာကနေဟိုတယ်ပြောင်းပြေးသွားပြီလို့သိရပါတယ်။ ပရိသတ်ကြီးတို့ရောပြည်ပမှာစက်တိုင်အာချောင်းပင်မန္တလေးရှောင်းမှာပတ်ပြင်းနေရတဲ့ပုံသမီးစိုးပေါ်ဘလူးများထင်ချပါသလဲနော်ကြက်တဲနေတဲ့ပလုံးကောက်ပြီးမိမနှစ်ယောက်ရှူထားလို့လူပြောများနေတဲ့ဦးရဲမြိန်ပြိတတိရင်းရင်အခုချိန်မှာမြမနိုင်ငံရဲ့စီးပွားရေးခြေနေလူမှုဘဝကြက်တဲတာတွေအားလုံးတည်ပါပဲ ဒီလိုတယောက်ထဲတော့စားဖို့အနိုင်နိုင်မိသားစုတစ်ခုကိုဥဆောင်မမလွယ်ဘူးဆိုရင်ညှိတွားတဲ့နေရာတိုင်းမှာကြားနေရတဲ့ဒီလိုခေတ်ကြီးရဲ့မှာဇနီးမြောက်ကိုတပြိုင်တည်းပေါင်းတင်နေတဲ့လူတယောက်ရှိပါတယ်။ဦးရဲမြင့်လို့ခေါ်တဲ့ဒီနူဟာသားသမီး9ယောက်စုစုပေါင်းလူ10ယောက်ရှိတဲ့မိသားစုကြီးတစ်ခုလုံးကိုပလတ်စတစ်ဘူးကွန်းကြီးကောင်းရင်ရှာဖွေကျွေးမွေးနေလို့လူပြောများနေတာပါ။ ဦးရင်မြင့်ဟာအသက်55နှစ်အရွယ်ရှိနေပေမယ့်တော်တော်လေးကိုကော်နေတာဖြစ်ပါတယ်။အခုဆိုသူ့ကိုလူတွေကဘယင်တဆူဆိုတဲ့နာမည်ပြောင်းနေတော့လေးစားစွာတင်စားခေါ်ဝေနေကြပါပြီ။ဦးရင်မြင့်မှာစနီးနှစ်ယောက်ရှိပြီးနှစ်ယောက်လုံးနဲ့တိုင်နေမှာတူတူနေထိုင်ပါတယ်။သူ့ရဲ့ပထမစနီးကသူ့နဲ့ရွယ်တူ အသက်55နှစ်ဖြစ်ပြီးသားသမီး၄ယောက်ရှိပါတယ်။ဒုတိယဇနီးကတော့အသက်35နှစ်သားရှိသေးပြီးတာသမီ3ယောက်ထွန်းကားထားပါတယ် ပထမစနေကိုအိမ်ပေါ်တန်းဒုတိယစနေကိုအိမ်ရောက်ထမှာနေရာချထားပေးပြီးမိသားစုအလုံးဟာအထူးတကွစုစည်းနေထိုင်ကြတာပါမရပြိုင်ဆိုတဲ့စကလုံးကြားရနေအလုံးရဲ့ကောင်းထဲမှာပထမဆုံးဝင်လာမှာကရှန်ဖြစ်တာအချင်းချင်းမတည်တာအိမ်တွင်ရေးပြဿနာရှုပ်ထွေးတာတွေပါပဲဒါပေမဲ့ဥယျာဉ်မြေရဲ့မိသားစုကတော့ဒီလိုမျိုးတွေမရှိပါဘူး သူရဲ့ဇနီးနှောင်ဟာပြိုင်ဘက်တင်လို့သဘောမထားပဲညီမရှင်းနေလို့တယောက်ကိုတယောက်ဖေးမကူညီပြီးအပြန်လန်နားလည်မှုတွေနဲ့နေထိုင်ကြပါတယ်။ဒီလိုအခြေအနေမျိုးကို ဖန်တီးပေးနိုင်တဲ့ဥယျာဉ်မြင့်ရဲ့ဥဆောင်နိုင်စွမ်းနဲ့ဇနီးနှောင်ရဲ့စိတ်ထားမြင့်မြတ်မှုကတော့တကယ်ကိုမယုံနိုင်စရာပါပဲ။နောက်ထပ်လေးစားစရာချက်ကတော့ဒီမီတောင်းစုကြီးတစ်ခုလုံးရဲ့စောင်းဝင်နေရေးကိုဥယျာဉ်မြင့်တယောက်တည်းပလတ်စတစ်ကောက်တဲ့အလုံးနဲ့တာဝန်ယူထားတာပါပဲ။သူရဲ့တနေ့တောင်အိမ်စီးဟောင်းပြမ်းမြောက်၃000ကျပ်လောက်ရှိတယ်လို့ဆိုပါတယ်။ စင်စားကြည့်ပါမိုးရွာရွာနေပုပ်ပုပ်နေကောင်းကောင်းမကောင်းကောင်းဒီငွေပမာဏကိုရှာအောင်သူဘလောက်တောင်စူးစမ်းရုံးကန်ရမလဲဆိုတာကိုပေါ့ သူရှာလာသမ ्या တွေကိုသူမိသားစုအတွက်အပြည့်ဝသုံးချတယ်။သားသမီးတွေကိုပညာတတ်ဖြစ်စေခြင်းနဲ့သူရဲ့ဆန္ဒကလည်းအရန်ကိုကြီးမားပါတယ်။မိမနှစ်ယောက်ကတခါမှယံမဖြစ်ဘူးညီမတွေလိုပဲ။ကလေးတွေကလည်းကျွန်တော်စကားနားထောင်နေ။ဒီမိသားစုတွေကိုဒီလိုအစဉ်ပြေအောင်ဥဆောင်နိုင်တာနဲ့ပဲကျွန်တော်ကျေနပ်နေပါပြီဆိုတဲ့သူရဲ့ရိုးသားတဲ့စကားတွေကသူရဲ့ဘဝပေါ်ထားတဲ့ခံယူချက်နဲ့တောင်းဝင်ယူစိတ်ကိုပေါ်လွင်စေပါတယ်။ပရိသတ်ကြီးလို့ရှင်ဦးရမင်းရဲ့ဘဝကကျမတို့ကိုဘာတွေတင်ပေးနေသလဲ။ ပြောင်းရွှေ့မှုဆိုတော့ငွေကြေးများကြီးပိုင်ဆိုင်မှာရှားလူကုန်ချိန်ကြီးမားမားရနိုင်တာမျိုးမဟုတ်ဘူးဆိုရတရားပါပဲတကယ်ပြောင်းရွှင်ခြင်းစင်မှန်ဆိုတော့တာဝန်ကျေပွန်တဲ့အိန်နာဦးစီးတယောက်ရဲ့ဦးဆောင်မှုအပြန်လန်နားလေခွင့်လွတ်ပေးနိုင်တဲ့ဇနီးမယားရဲ့မြင့်တာတရားနဲ့မိသားစုဝင်အချင်းချင်းကြားကစီးလုံးညီညွတ်မှုကနဲ့မြေပြားခံနေဆိုတော့ဥယျာဉ်မြင့်ရဲ့ပုံအားကအကောင်းဆုံးသက်သေပြနေပါတယ် သူဟာ plastic ကောက်သမားတစ်ယောက်ဖြစ်ခြင်းဖြစ်မယ်။ဒါပေမဲ့သူစိတ်တဲ့တောင်းဝင်ယူမှုကတော့ဘယင်တဆူလို့ခံညားထဲဝါနေတာအမှန်ပါပဲ။ပရိသတ်ကြီးတို့အနေနဲ့ရောဥယျာဉ်မြင့်ရဲ့ဘဝစကြောင်းပေါ်ဘယ်လိုမျိုးမြင်ကြပါသလဲ။သူ့ရဲ့ဘလို့အချက်တွေကိုလေးစားဆုံးနေတကယ်ကိုကိုသာသူ့နေရာမှာဆိုရင်မိမနှစ်ယောက်တစ်ပြိုင်တည်းပေါင်းသိနိုင်မယ်ထင်ကြပါသလား။ကိုရဲ့အမြင်သဘောထားလေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။ ုတ်တဲ့မျိုးသမီးတယောက်ကိုလူကြားထဲမှာလုံလိုက်တဲ့အပြုမှုတစ်ခုကြောင့်လူပြောများနေတဲ့ဖြစ်ဖြစ်တွေအခုချိန် internet social media မှာတော့အားလုံးရဲ့ချစ်တော်ဖြစ်ဖြစ်တွေနဲ့ပတ်သက်ပြီးလူပြောများနေတဲ့သတင်းတပုတ်ရှိနေပါတယ်။ဟုတ်ပါတယ်။ဖြစ်ဖြစ်တွေဆိုတော့ကတော့သူ့ကိုရမ်းချစ်ခင်တဲ့ပြည်သက်တွေခိုင်မာရှိတယ်လို့သူ့ရဲ့နှုတ်ပညာပြုမှုနဲ့ပတ်သက်ပြီးအများဆုံးဝေဖန်ထောက်ပြနေသူတွေလည်းဒုနယ်သေးပါပဲ။ ဒီလိုအချိန်မှာပဲနေပြည်တော်တောင်ညိုကရွှေဆိုင်ဖွင့်ပွဲတစ်ခုမှာသူလုံးလိုက်တဲ့ပြည်မှုတစ်ခုကသူ့ရဲ့စိတ်ဓာတ်အမှန်ကိုပေါ်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီပွဲမှာဖြူဖြူတွဲကပြည်သက်တီကြားထဲမှာလက်နဖက်မရှိတဲ့မတန်ဆွမ်းမျိုးသမီးငယ်တယောက်ကိုအလုံးရှိမှလီလီဆာဆာနဲ့စင်မော်ကူခေါ်ပြီးသူနဲ့အတူတူကောက်ကုန်ခဲ့ပါတယ်။ပြီးတော့ညီမအရှင်တယောက်လိုနွေ့နွေ့ထွေးထွေးပွေဖက်ပြီးအပင်စကားတွေပြောခဲ့ပါတယ်။ ဒီလိုရလေကသူ့ကိုဝေဖန်သူတွေပါပဲပြောပြောလူတယောက်ရဲ့အသွင်ပြင်အခြေအနေနဲ့မခွဲခြားပဲလူသားတယောက်ကိုတံမိုးထထတဲ့သူ့ရဲ့စိတ်ထားမြင့်မြတ်မှုကိုတက်တည်ပြနေတာပါပဲတခြားနာမည်ကြီးတွေတောင်လူအများရှိမှဒီလိုလုပ်ပြီးဖို့ချင့်ချိန်နေနိုင်ပေမယ့်ဖြူဖြူထွေးကတော့ရိုးသားတွေစိတ်နဲ့လူသားချင်းချင်းကူညီဖေးမှခေတာကိုတွေ့ရပါတယ်သူ့ရဲ့အောင်မြင်မှုဟာကံတရားကြောင့်ပဲဖြစ်ဖြစ်အမှုပညာကြောင့်ပဲဖြစ်ဖြစ်အခုလိုဖြူစင်းတဲ့စိတ်ထားနဲ့မေတ္တာတရားကြောင့်ပြိတ္တတင်ရဲ့ချစ်ကိုပုံရလာတာတော့အမှန်ပါပဲ ဒီဖြစ်ရပ်လေးပုံပရိသတ်တို့ရဲ့အမြင်ကိုလည်း comment မှာရေးပြသွားကြပါဦးရှင်။ဒါကတော့မြန်မာနိုင်ငံမှာစောင်းတကယ်ရှိသလားဆိုတဲ့စက္ကန့်ကောက်ချက်ပဲဖြစ်ပါတယ်။ဆုံးလို့ကြောင်လိုက်တာနဲ့စကားနေတဲ့ကလို့ထမိန်ဆောက်တူစပင်ဖားလျားချတာနဲ့ကြောက်စရာအောင်လန်းပညာသေးတွေကိုပဲကျမတို့ပြင်းပြမိကြပါပါဒါပေမဲ့ဆုံးရဲ့နောက်ွယ်ကအတိတ်ပဲနဲ့တမိုင်းချောင်းဟာတိထက်အများကြီးပုံမှုကျက်ပြန်ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ် မြမခံမရစံကံများရာဆုံးဟာပါဠိစကားဇုနာကနေဆင့်တက်လာပြီးအယောင်ဝါတောက်ပါကလူကိုဖန်ဆားနိုင်တဲ့တကူရှိသူလို့ဒိဗ္ဗေရပါတယ်။လောကီအင်္ဂုတ္တကျမ်းအရဆုံးမျိုးစာခုနှစ်မျိုးတည်းရှိပြီးတချို့မှာအတန့်နေပေးနိုင်တဲ့အထိအစွမ်းထက်တယ်လို့ဆိုပါတယ်။ဒါမိမိရက်ွက်ထင်းမှာတော့ဝန်ရင်းဆုံးကတည်းကလူတည်များကြပါတယ်။ဝန်ရင်းဆုံးတွေဟာမွေးရပါစွန့်ရင်ပလာသူဖြစ်ပြီးသူတို့ကိုယ်တိုင်ပဲအသက်ကြီးလာမှသိရှိရတတ်ပါတယ်။ တို့ဟာအထက်လန်းပညာရှင်တွေဖြစ်သတ်မှတ်ခံရလိမ့်ရှိပြီးဆက်ရယုံပြုံနဲ့ထူးခြားတဲ့အရာတွေကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်မြန်မာပြည်မှာတာမကအနောက်နိုင်ငံကြီးတွေမှာလည်းစုံယူစားဟောင်းရှေးဟီကျင်းတဲ့ရုံးမခေတ်ကလေးကအခိုင်အမာရှိခဲ့ပါတယ်။သူတို့ရဲ့ယူစားရောင်းစုံလျောင်ရှားတဲ့ဥတုကိုဖျက်ဆီးနိုင်ခြင်းလူတွေကိုတိရစ္ဆာန်ဖြစ်ပြောင်းလဲနိုင်ခြင်းတို့အထိလုံဆောင်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဒီယူစာနေကြောင်းပဲဥရောပတိုင်းမှာ15ရာစုကနေ18ရာစုအတွင်းလူပေါင်း3သိန်းနီးပါးကိုဆုံးမလို့ဆွဆွဲပြီးကားစင်တင်တက်ဖြတ်ခဲ့တဲ့ကြောက်မတ်ဖွယ်ရာတမိုင်းမှတ်တမ်းဆိုကြည့်ရှိခဲ့ပါတယ်။တကယ်တော့ဆုံးဖြညာဆိုတော့အကောင်းဆုံးသတ်မှတ်ထားတာမဟုတ်ဘဲအတုံးပြူသူရဲ့စိတ်ထားပုံမှာသာမူတည်တဲ့တဘာဝလွန်စွမ်းရင်တစ်ခုဖြစ်ပါတယ်။ပရိသတ်ကြီးရောဆုံးနဲ့ပတ်သက်တဲ့အယူဆတွေကိုစိတ်ဝင်စားကြလားဆုံးတကယ်ရှိလားဆိုတဲ့ပုံဘယ်လိုများထင်ကြလဲဆိုတော့ comment မှာရေးခဲ့ပေးကြပါဦးနော် ချစ်သူတက်တန်းဆက်သုံးနေကိုဂျောင်းဝင်မွေလိုက်တဲ့ Miss Universe မြန်မာရေလုံးရန်လက်ရှိ online ပေါ်မှာချက်သူတက်တန်း73နှစ်ရှိတဲ့သူများစုံတွဲကို Miss Universe Crown ရထားတဲ့အလမေမျက်ရည်ရနာဆိုကဂျောင်းဝင်လူလိုက်တယ်လို့သိရပါဗျ။ ဖြစ်စဉ်သေးစိတ်အရ73နှစ်တွင်းလာခဲ့တဲ့ချစ်သူတက်တမ်းမှာမိန်းကလေးဖြစ်သူကဓာတ်ပုံဆရာကောင်းလေးကို professional တူဖြစ်အောင်မြေတောင်မြောက်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီမြစ်တာတွေကမှအာမနာဝင်းလင်းဆိုတဲ့အမျိုးသားကဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုနိနာသူမျိုးသမီးဘက်ကလူငယ်33နှစ်ပါမမဟုတ်ခင်ကတည်းကလုပ်ငန်းကိုတူတူစားခဲ့ကြတယ်။ဒီလုံးမှာငါဟာအခင်အားမဟုတ်ပေမဲ့ငါနောက်ွယ်ကနေ support ပေးခဲ့ရတဲ့အတွက်ငါကျေနပ်ခဲ့တယ်။နေ့ရအောင်မြင်မှုကငါ့ရဲ့အောင်မြင်မှုလိုပဲငါယူဆခဲ့တယ်။ ဒါပေမဲ့လေငါယုံကြည်အောင်ဆုံးသူဟာငါနှောက်ကြောခဏခဏဓာတ်ထုတ်မဲ့သူလို့မထင်ခဲ့မိဘူး။နင်းငါ့ကိုတစ္ဆာချင်းချင်းဖောက်ပြန်နေ။ငါဘလောက်ခါစီခံခဲ့နေဆိုတာနင်းအသိဆုံးဖြစ်မှာပါ။နင်းဘက်ကလုပ်ခဲ့တဲ့ကိစ္စရဲ့တည်းကြောင့်ဒီနေ့ဒီလိုစက်သိမ်းခဲ့ရတာလို့ဖွင့်ရထားခဲ့ပါတယ်။ပွမွေလေးလေးပြောရရင်မြရတနာဆိုအနေနဲ့အလမေပြိုင်ပွဲဝင်စင်မှာအမရွေများစွာရှိခဲ့ပေမဲ့လေမစ်ယူနီဗာစ်မြန်မာကစေတနာကြီးစွာနဲ့ပြုပြင်လို့ရသေးတယ်ဆိုပြီးရွေးချယ်ခင်တာဖြစ်ပါတယ် ဖြစ်ရမယ့်စကင်းများစွာရှိလိုနေပါတယ်။ဒီလိုကိစ္စရတဲ့ကြောင့်ရီစာမျိုးသားကတော့နှုတ်ဥပိုင်ရှာဖွေထားတဲ့ပိုင်ဆိုင်မှုတွေကိုရီစာမျိုးသမီးထံလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့မြဲရတနာဆိုကအဆိုပါကိစ္စရင်းနဲ့ပတ်သက်ပြီးဝင်လဲမခံထားသလိုညှင်းဆုပ်ထားခြင်းလည်းမရှိသေးပါဘူး။ဒါကြောင့်နိုင်ငံကျော်အလှမဲတရားဝင်နေနေဒီလိုလူမှုရေးဖောက်ပြန်တဲ့ကိစ္စကိုမျက်ရည်ရနာဆိုတရားဘယ်လိုမျိုးပြန်လဲဖြေရှင်းသွားမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းလို့နေပါတယ် မက်ဆူနီဗာစ်မြန်မာအဖွဲ့အစည်းနေနေလေသူမကိုဘလို့အေးအေးယူမှုတွေလုပ်မလဲဆိုတော့စောင့်ကြည့်ရမယ့်အပိုင်းပါပဲပရိသတ်ကြီးတို့ရောဒီတဲ့င်းကိုကြားပြီးကြားပြီလားဆိုတော့ ਨੇ အလမဲ့တယောက်ရဲ့အဆိုပါကြီးတန်လာတဲ့လုပ်ရပုံဘလို့များထင်ကြပါသလဲနော်